ဘဝရဲ့အတန်မွေးမှုလုပ်ငန်းကလူတက်ရတဲ့အလုပ်ဖြစ်ပြီးလူတယောက်ရဲ့အသက်က ABCD ဆိုပြီးအဆင့်ခွဲကတန်ဖိုးမထားတဲ့နေပယ်မှာကျင်းလည်နေမယ်ဆိုရင်အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ရုပ်ရှင်လေးကတော့ကိုရီးယား action တွေကိုနှစ်သက်တဲ့သူတွေအတွက်တဏ္ဍမတုံးမဲတကယ်ကိုရက်ဆက်တဲ့တိုက်ခိုက်မှုတွေပါဝင်တဲ့ကိုရီးယားကေလာကားတကားဖြစ်တဲ့ Mantis ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် လူနှစ်ယောက်ကစီတိုင်းတစ်ဆိုင်မှာကိုရိုင်းစီပြင်းစကားပြောနေကြပါတယ်သူတို့ကသူတို့လုပ်တဲ့အလုံးနဲ့ပတ်သက်ပြီးစီမင်းစည်းကမ်းတွေအကြောင်းနဲ့အကြီးအကဲဖြစ်သူကိုအမြင်မကြည်ကြောင်းပြောဆိုနေရင်တယောက်ကတန်းစီကမ်းသွားဖို့အထဲကိုဝင်သွားလိုက်ပါတယ်အထဲမှာတော့လူတအူးကရင်ဘတ်မှာဓာတ်အတန်းလန်းတဲ့အတန်းငင်နေပြီးဝင်လာတဲ့သူကပဲလေဘင်းကိုတန်းနေရင်းအဆုံးသတ်ပေးလိုက်ပါတယ်ဒရိုနောက professional လူတသမားတွေဖြစ်ပြီးဒီစီဆိုင်မှာရှိတဲ့မိသားစုဝင်တွေကိုလာတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ဆိုင်ထဲဝင်လာတဲ့သူတန်းစင်ကန်းနဲ့ဝင်နေချိန်မှာပဲအနောက်ကနေလူတအုပ်ပေါ်လာခဲ့ပြီး ဒီလိုတန်တမားနှုတ်ကတော့ company ကချမှတ်ထားတဲ့စီကံတွေကိုမလိုက်နာပဲကလေးတွေကိုပါတတ်ခဲ့တာကြောင့်လာရောက်အပြစ်ပေးတဲ့သူတို့ရဲ့ခေါင်းဆောင်ပဲဖြစ်ပါတယ်။ကားပေါ်မှာကြံခဲ့တဲ့လူတန်တမားတအုပ်ကလည်းလဲဘေးမှာဓာတ်တန်ရာနှစ်ချက်နဲ့အသက်ခံခဲ့ရပြီးတန်းစင်ကဝင်နေတဲ့သူကလည်းခေါင်းဆောင်ကိုကြောက်တာကြောင့်ထွက်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့လည်းလမ်းမှာနောက်ထပ်ဓာတ်ခုတ်ကောင်အမင်းနဲ့လူတအုပ်ကစောင့်နေခဲ့ပြီးထွက်ပြေးလာတဲ့သူနဲ့တိုက်ခတ်ရင်းဓာတ်ခုတ်ကောင်ကပဲထိုသူကိုအဆုံးသတ်ပေးလိုက်ပါတယ်။ ဒါခေါကောင်ကတော့အရန်ကမှတော်လုံးလာကြောင်းနာမည်ကြီးတဲ့ professional လူသတ္တမားတစ်ယောက်ဖြစ်ပြီးသူအလုံးလုံးနေတဲ့ MK group မှာတာဝန်ထမ်းဆောင်ပေးရကြာနေပြီမဟုတ်လို့ခွင့်ရပေးဖို့ခေါင်းဆောင်ကိုပြောပြီးတဲ့နောက်ပျော်ရွှင်စွာထွက်သွားပါတယ်အဲ့တော့ဒါခုတ်ကောင်အနားယူပြီးပြန်လာချိန်မှာတော့သူတို့ရဲ့ MK ကခေါင်းဆောင်ဖြစ်သူကအတက်ခံလိုက်ရပြီး MK ကလည်းပြည့်စည်လို့နေပါဖြစ်နေတော့မလို့အရန်တော်ရဲသူ့ကိုတခြား company တွေကလိုချင်တာတွေတော့လေရင်ခွေးမာရင်အလူရဲ့ကဲလန်းလာကြပါတယ် ဒါပေမဲ့သူကတော့သူ့ရဲ့တငယ်ချင်းဖြစ်သူဂျယ်အီရဲ့ထံကိုသာလာခဲ့ပြီးသူ့တငယ်ချင်းကလည်းသူ့လိုကျွမ်းကျင်တဲ့လူသားသမားတစ်ယောက်ဖြစ်ပေမဲ့နာမည်မကြီးတော့မလို့အနေငယ်နွမ်းနွမ်းပပသာနေရပါတယ်။ဒါခောက်ကောင်ကတငယ်ချင်းဖြစ်သူနဲ့တူသူ့ရဲ့ဂျူနီယာရီထံကိုသွားကတောက်စားပျော်ပါကြပြီးဂျယ်အီကကိုပိုင်ကော်မတီထောင်ကျင်တဲ့အကြောင်းပြောရင်းသူတို့ငငယ်ကအတူတူတိုက်ခိုက်ရေးပညာရေးသင်ခဲ့ရပုံတွေကိုပြန်ပြောနေကြပါတယ်။ဒါခောက်ကောင်ကတော့တငယ်ချင်းဖြစ်သူကိုသူနဲ့တူတူကော်မတီထောင်ဖို့အတွက်ကတိပေးလိုက်ပါတယ်။ နောက်ရမှာတော့ဓာခုတ်ကောင်ကဒရိုနာဦးရဲ့ဆရာဖြစ်သူဒိုကိုထန်တွားရောက်တွေ့ဆုံပါတယ်။သူဆရာအိမ်မှာတော့ပါတီပွဲပေးနေပြီးဘန်ဂျမင်ချိုဆိုသူကော်မတီပိုင်ရှင်တယောက်ကဓာခုတ်ကောင်ရဲ့အမေရိကန်ဖန်တဦးလို့ပြောပြီးသူ့ကိုယ်သူနှုတ်ဆက်ခြင်းကိုခံလိုက်ရပါတယ်။ဆရာဖြစ်သူဒုကုနဲ့တွေ့ဆုံရမှာတော့ဆရာကအိမ်ထဲကိုခေါ်သွားကနဝသာအသေးကြီးတိုက်ခတ်ရင်းဆရာတပည့်နှုတ်ဆက်ခြင်းကိုစတင်လိုက်ပါတယ်။တပည့်ဖြစ်သူကရှုံးနေနေပြီးသူ့ဆရာအလွန်နဲ့တက်တဲ့ရှေးအောင်အိုးကိုကင်ကာချင်းချောက်လိုက်တော့မှဒိုက်ပွဲနဲ့အဆုံးသတ်သွားပါတယ်။ ဆရာတပည့်နှစ်ဦးစကားပြောနေခဲ့ပြီးဒါခေါကောင်ကပြန်စည်းလို့နေပါဖြစ်နေတဲ့ MK ကိုပြန်လဲ OCB တီထောင်ဖို့သူ့ဆရာဒုကိုကိုပြောနေပါကော်မတီကိုပြန်လည်ထောင်ဖို့ပြောရင်းနဲ့ဒုက္ခရဲ့တပည့်ဖြစ်ခဲ့ဘူးသူရှင်းကျဲဤတဖြစ်လဲသူ့တငယ်ချင်းကိုပါခေါ်ဆောင်ဖို့တိုက်တွန်းနေပါတယ်။ဒါပေမဲ့လည်းဒုက္ခကဓာခုတ်ကောင်တို့ငငယ်ကအလေးချင်းတိုက်ပွဲဝင်ပုံတွေကိုပြန်စင်းစားရင်သူမှသာဆိုမဖြစ်နိုင်ကြောင်းနဲ့ MK ကိုပြန်လည်တီထောင်လိုက်လို့သူ့ရဲ့ခေကုံသွားရင်ဓာခုတ်ကောင်ကိုဦးဆောင်ဝင်ပေးမှမို့တငယ်ချင်းဖြစ်သူပေါ်မှာအရန်၁၀မိနစ်ထားဖို့ဆုံးမလိုက်ပါတယ်။ ဒါပေမဲ့လေဆရာဖြစ်သူရဲ့စကားကိုနားမထောင်ပဲဂျဲအီကိုကြိုက်နေတဲ့ဓာခုတ်ကောင်ကသူမအနားမှာသာကန့်နေရင်သူမနဲ့အတူတူဂျူနီယာတွေကိုပါခေါ်ရင်ကော်ပိုင်ကော်မတီတစ်ခုထူထောင်ဖို့ပြောလိုက်ပါတယ်။ဂျဲအီကတော့အခုချိန်ကကော်မတီထောင်ဖို့အယန်းကိုခက်ခဲနေပြီးအယန်းနာမည်ကြီးတဲ့ဓာခုတ်ကောင်ဆိုရင်တော့မှရင်းနှီးမြှုပ်နှံလို့ရှိဖို့မလွယ်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့ဓာခုတ်ကောင်ကသူ့ဆရာရဲ့ပါတီမှာတွေ့ခဲ့တဲ့ဘယ်ဂျမင်ဂျိုဆိုသူအကြောင်းကိုပြောလိုက်ပါတယ်။ ူကတော့ game programmer company ရဲ့ဩဂရတူဖြစ်ပြီးဒါခေါကောင်တို့နဲ့တွေ့ဆုံတဲ့အခါမှာတော့ game တစ်ခုလို့သဘောထားကအချင်းချင်းတိုက်ခိုက်ပြီးရှယ်မိုင်းဖီချင်းကြောင့်သဘောထားတဲ့အတွက်ဒါခေါကောင်ကတော့အလိုမချပဲသူနဲ့အလုပ်တူတူလုပ်ဖို့ကိုညှင်းပယ်ပြီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့လေဂျူနီယာတူဖြစ်သူကဒါခေါကောင်နဲ့ဂျယ်အီတို့ရဲ့ဆက်ဆံရေးကိုအပြစ်တင်ပြီးဘယ်ဂျမင်ဂျိုစီမှာအလုပ်ဝင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ဒါခုတ်ကောင်ကသူ့ရဲ့ကားကိုရောင်းကရှိတဲ့ပတ်စံတွေနဲ့အရင်လေးလှုပ်ပြီးဂျယ်ရီတို့နဲ့တူကော်ပိုင်ကော်မတီတစ်ခုကိုထူထောင်လိုက်ပါတယ်။သူကတော့တာဝန်ရှိသူဖြစ်ဆောင်ရပြီးဟိုးရင် MK ကအလုပ်အပ်သူတွေကိုပြန်ဆက်သွယ်ပြီးသူတို့တပ်ပေးရမယ့်သူတွေကို ABCD အစင်ခွဲကအလုပ်လုပ်ကြပါတယ်။ဂျယ်ရီတယောက်ကတော့အရေးချင်းချင်းတူလက်ရည်ချင်းတူတူဖြစ်ရတဲ့ဒါနဲ့အလုပ်လုပ်ရမယ့် A အစင်တွေကိုဒါခုတ်ကောင်ကသူ့ကိုမပေးတဲ့အပေါ်ကိုချိန်နဲ့ပုံတော့မရပါဘူး။ဒါပေမဲ့လက်ရှိပုံအတိုင်းပဲအလုပ်တွေကိုလဲပတ်နေရင်းနဲ့ဖျော်ရွှင်နေရန်ဆောင်နေလိုက်ပါတယ်။ ဒါပေမဲ့လေဓာကုတ်ကောင်လေးနဲ့ဘလောက်နာမည်ကြီးကြီးအခုမှအသိဖြစ်တဲ့သူတို့စီကိုအလောအတူတွေနဲပါလာက MK ကနေမလုပ်ချင်တဲ့အလုပ်တွေကိုတောင်းခံရတဲ့အခြေအနေအထိရောက်လာခဲ့ပါတယ်။အလုပ်တွေမရှိတဲ့အပေါ်မှာ JA ကလည်းအစင်မပြေသလိုအတူတူလုပ်နေတဲ့ Junior တွေကလည်းမကျေနပ်တဲ့အနေအထားနဲ့စီလုံးမှုတွေကပြိုကွဲစာပြုနေပြီးစကားတွေကတော့ကစားဖြစ်နေချင်းဓာကုတ်ကောင်ကအလုပ်တစ်ခုကိုယူလာက JA ကိုပေးလိုက်ပါတယ်။ဒါပေမဲ့ရေကြီးကအလုံးမလုံးရလို့မချိနဲ့နေတဲ့ဂျူနီယာတွေကိုပြန်ပေးလိုက်တဲ့အခါမှာတော့ဓာခုတ်ကောင်ကဓာစီလိုက်ပါတယ် အဲဒီတော့သူတို့နှစ်ယောက်ကစကားတွေများနေခဲ့ပြီးဂျူနီယာတွေမကျေနပ်တဲ့ပုံစံကိုဂျယ်ကြီးကရှင်းပြနေသူကိုယ်တိုင်ကလည်းအဆင့်အိတ်ရှိတဲ့လူတွေကိုမလောက်ခိုင်းနေပေါ့သူရဲ့မကျေနပ်ချက်တွေကိုပါထုတ်ပေါ်ပြောဆိုနေပါတယ်။ဓာခုတ်ကောင်ကလည်းသူမကိုကာကွယ်ပြီးဂယုဆိုင်ပေးနေကြောင်းနဲ့ကလေးတွေကိုအလုံးမပေးဘူးဆိုတာအမားလုံးမိမှဆိုးတဲ့အကြောင်းကိုပြောဆိုနေနှစ်ဦးသားပြဿနာတွေဖြစ်နေခဲ့ပါတယ်။ပြဿနာတွေဖြစ်ပြီးတော့ဓာခုတ်ကောင်ကသူ့ဆရာဒုတ်ကိုစီကိုတွားခဲ့ပြီးဂျယ်ကြီးကတော့သူ့ကိုပေးထားတဲ့အလုပ်ကိုလက်ဆောက်တက်ကဗက်ဂျမင်ဂျိုစီကိုရောက်သွားခဲ့ပါတယ်။ ဇာတုကဂျေအီနဲ့ဓာခုတ်ကောင်ရှေမြန်လေးကျင်ရင်လန်နာအတုတွေနဲ့လေးကျင်တာမလို့ဂျေအီကအနိုင်ရခဲ့ကြောင်းနဲ့တကယ်လို့အဆက်တွေနဲ့သာလေးကျင်ဓာခုတ်ကောင်ပဲအနိုင်ရမှာဖြစ်တဲ့အကြောင်းပြောဆိုရမှာတော့ကလေးဘွားကဂျေအီကသူ့ကိုယ်သူအထင်ကြီးကဓာခုတ်ကောင်ကိုနိုင်မှာဖြစ်တယ်မလို့အဆက်တွေနဲ့လေးကျင်ပြီးဓာခုတ်ကောင်ကိုတတ်နိုင်ကြောင်းငငယ်ကပြောခဲ့တာကိုပြန်လေပြောဆိုနေခဲ့ပါတယ်။တစ်ဖက်ကဂျေအီကလည်းဗက်ဂျမင်ဂျိုစီကိုတွားကသူစမ်းတတ်တဲ့စမ်းတတ်မှုတွေကိုလုံရင်းလူတွေအများကြီးနဲ့တိုက်ခိုက်ရပါတယ်။ အကောင်လုံးကိုအနိုင်ယူပြီးနောက်ဆုံးတစ်ယောက်ကသူ့ရဲ့ဂျူနီယာဖြစ်နေပေမဲ့လေဒေါသတကြီးဖြစ်နေတဲ့ဂျေရွာတို့ဂျူနီယာကိုပါတက်ကဗဂျမင်ဂျူရဲ့ယုံကြည်မှုကိုယာယူလိုက်ပါတယ်။ဒါပြီးတော့ဒါခုတ်ကောင်စီကိုပြန်လာပြီးစကားရီပြောဆိုရင်းရှင်မြိုင်ဖို့စိန်ခေါ်လိုက်ပါတယ်။ပြိုင်တဲ့အခါမှာတော့ဒါခုတ်ကောင်ကအလျှော်ပေးလိုက်တာကြောင့်ဂျေရွာအနိုင်ရသွားခဲ့ပါတယ်။ဒါကိုဂျူနီယာတယောက်ဖြစ်သူကဗီဒီယိုရိုက်ထားခဲ့ပြီးတော့ line ပုံတင်းလိုက်ပါတယ်။အရိခံမှာတော့ဗဂျမင်ဂျိုကသူ့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တာကြောင့်ဂျေအီပေါ်ကိုယင်းနှိမ့်မြုံနယ်မှုပေးတာဂျေဘီဆိုတဲ့ဂိုင်းကိုတီထောင်စေပြီးသူ့ခိုင်းတဲ့အတိုင်းလှုပ်စေပါရယ် ။ဒါခေါကောင်ကတော့ဂျယ်ဂျီလိုမိန်ကလေးပေါ်မှာရှောင်းလင်းခဲ့တဲ့ဗီဒီယိုကြောင့်ပဲအရင်နယ်ဘက်ကလူတွေအတင်သေးချင်းကိုခံလိုက်ရပြီးတဖြည်းဖြည်းနာမည်ကျလာကသူများတွေမလုပ်ချင်တဲ့အလုပ်တွေကိုလုပ်လာရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဂျယ်ဂျီတို့ရဲ့ JV group ကလည်းတဖြည်းဖြည်းနာမည်ရလာပြီးဂျယ်ဂျီကလည်းဒါခေါကောင်ကိုနိုင်ခဲ့တဲ့အတွက်အရန်ကမှနာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့ဂျယ်ယူကတော့ဗဂျမင်ဂျိုရဲ့ဂျိုးဆွဲရကိုသာလုံနေရပြီးသူခိုင်းတယ်လို့သာစီမံနေရပါတယ်။ဒိုကိုကလည်း MK အုပ်စုကိုပြန်လဲစုစည်းလိုက်ပြီးဓာခုတ်ကောင်ကိုအလုံးနှဲငယ်အပ်ခဲ့ပါတယ်။ တကယ်မှာတော့ MK ကအဲ့တဲ့အလုပ်ထဲမှာပါတယ်အဆင်ပြေရှိတဲ့သူကိုဓာခုတ်ကောင်ကကိုယ်တိုင်မလုပ်ခဲ့ပဲသူ့ရဲ့ဂျူနီယာကိုခိုင်းခဲ့ပါတယ်ဂျူနီယာကခက်ခက်ခဲခဲရှင်းမင်းကအနာယူနိုင်ခဲ့ပြီးတဲ့နောက်ဓာခုတ်ကောင်ကရှင်းလင်းရေးသမားတွေကိုပတ်စံပေးပြီးသူ့ရဲ့အစီအမံတစ်ခုကိုအကောင့်ထဲပို့ဖို့လုပ်ခဲ့ပါတယ် ဒီလိုနဲ့ MK ကကြီးမှုပြီးလူတသမားတွေအားလုံးကိုခေါ်ကအစည်းအဝေးတစ်ခုကျင်းပခဲ့ပါတယ်။ဒီအစည်းအဝေးမှာတော့ MK ရဲ့လက်ရှိဘဲကန်ရှင်ဖြစ်တဲ့ဒိုကိုကလူတသမားတွေကချမှတ်ထားတဲ့စီကန်းတွေကိုမလိုက်နာတော့တဲ့အသူတွေကိုတင်းတင်းကြပ်ကြပ်စီရင်ပြီးအပြစ်ပေးဖို့အကြောင်းပြောတဲ့အခါမှာတော့အရန်ကိုအင်အားကောင်းလာတဲ့ JB ရဲ့ဘဲကန်ရှင်ဖြစ်သူ JA ကလည်းမကြည်မနက်ဖြစ်ကအပြစ်ပေးဖို့ကိစ္စကအင်အားကြီးတဲ့သူသားလောက်ရမှာဖြစ်ကြောင်းနဲ့အရင်ကခေါင်းဆောင်အသက်ခံခဲ့ရတဲ့ MK ကအိုးဆောင်ရမှာမဟုတ်ကြောင်းပြောဆိုပြီးဒိုကိုရိုင်းသာအပြစ်ပေးလို့ကြောင်းပြောလိုက်ပါတယ်။ အဲအားကြီးတဲ့သူကိုရွေးဖို့လုပ်ပေမဲ့ဆရာဖြစ်သူတို့ကိုနဲ့တကယ်ချင်းဖြစ်သူဂျယ်ရီတို့ရဲ့အကြောင်းကိုဓာခုတ်ကောင်ကဝင်ပါခဲ့တာကြောင့်ဒီတိုင်းပဲပြီးသွားခဲ့ပါတယ်။အခုလိုတွေဖြစ်နေခဲ့တာကဂျယ်ရီကြောင့်မဟုတ်ဘဲအနောက်ကဗက်တမင်ဂျူရဲ့ထုတ်ကင်မှုဖြစ်တယ်ဆိုတဲ့အကြောင်းကိုဓာခုတ်ကောင်ကသိရှိနေခဲ့ပါတယ်။ဒီလိုနဲ့ဂျယ်ရီကတော့အင်အားကြီးဆုံးဖြစ်ခဲ့တဲ့ MK နဲ့ရင်ဆိုင်မှုစတင်လာခဲ့ပါတယ်။ ဒါကောက်ကောင်ကတော့ MK ကခိုင်းတဲ့ဆေးမှာတချင်က JA ရဲ့တရေဖြစ်သူပါဝင်ခဲ့ပေမဲ့ JA ရဲ့မျက်နှာကိုထောက်ထားပြီးတရေဖြစ်သူကိုမတတ်ခဲ့ပေသူ့နေရာမှာအစားထုတ်ဖို့အရင်ကသူ့ဂျင်နီယာတတ်ခဲ့တဲ့အလောင်းကိုယူလာခဲ့ပြီးတရေဖြစ်သူကိုတော့လုံးဝပြန်မပေါ်လာစေဖို့ပြောဆိုလိုက်ပါတယ်။တပတ်ကဘန်ဂျမင်ဂျိုကလည်း JA ပုံစံဟန်ဆောင်ပြီးဆရာထိုးကိုထံကိုသွေးစွန်းနေတဲ့ဓမြောင်တစ်ချောင်းပေးပို့ခဲ့ပါတယ်။သူတို့ရဲ့လောကမှာတော့ဒီလိုဓာတ်ပေးပို့ခြင်းကထိတ်ထိတ်တွေးဖို့စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ဒါကိုတော့ဂျေအီမတိလိုက်ပဲလုံးခဲ့တာဖြစ်တာကြောင့်ဂျေအီကတော့စိတ်မကောင်းဖြစ်ကတယောက်ထင်းငိုကြွေးနေပါတယ် ဒီလိုနဲ့ပဲလူသားသမားလောကတွေကလူဖြစ်တဲ့ဂျယ်ရဲ့တရေဖြစ်သူရဲ့အထုရောင်လာရေးမှာတော့အလုံးကရောက်လာခဲ့ပြီးဒါခုတ်ကောင်ကဂျယ်ရီပါဆုံတွေ့ခဲ့ပါတယ်ဒါခုတ်ကောင်ကတော့တရေကိုတက်လိုက်တဲ့သူကသူဖြစ်ကြောင်းနဲ့ဂျယ်ရဲ့နာယီကိုမတက်ရောက်ချင်တာမလို့ဆရာတို့ကိုကိုပို့ထားတဲ့စိန်ခေါ်တမျိုးကိုပြန်လဲရုပ်သိမ်းဖို့ပြောဆိုနားချနေပြီမဲ့ဂျယ်ရီကတော့နားမထောင်ခဲ့ပါဘူးဒီချိန်မှာပဲဓာခုတ်ကောင်ဟန်ဆောင်မိတက်ခဲ့တဲ့တရေဖြစ်သူကသူကိုယ်တိုင်ရဲ့နာယီကိုရောက်ရှိလာပြီးအခြေအနေတွေကပုံမူပြီးတော့ရုပ်ထွေးလာခဲ့ပါတယ်။ဆရာတို့ကလည်းဓာခုတ်ကောင်တန်ရောက်လာကဂျယ်ရဲ့စိန်ခေါ်မှုကိုလက်ခံမှဖြစ်ပြီ ချိန်ဆိုဖို့အချိန်နဲ့နေရာကိုပြောဖို့ဓာတ်ခေါက်ကောင်ကိုခိုင်းလိုက်ပါတယ်။ဆရာနဲ့သူချေရတဲ့တငယ်ချင်းမလေးနှစ်ယောက်ရဲ့ကြားမှာဓာတ်ခေါက်ကောင်ကပြားများနေခဲ့ပြီးသူတို့ရဲ့ MK အဖွဲ့ကောင်းဆောင်ဟောင်းတွေကိုတက်ခဲ့တူနဲ့တွေ့ဆုံကအကြံဉာဏ်တောင်းလိုက်ပါတယ်။အကြံဉာဏ်တွေယူပြီးတဲ့နောက်မှာတော့ဓာတ်ခေါက်ကောင်က JE ကိုကာကွယ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးဆရာတို့ကိုလည်း JE တို့ကိုနောက်ရညနေ9နာရီ MK Tower မှာတွေ့ဆုံဖို့ချိန်ဆပေးလိုက်ပါတယ်။ဒီလိုနဲ့အားလုံးထိတ်ထိတ်တွေးဆုံဖို့ရောက်ရှိလာချိန်မှာတော့ဓာတ်ခေါက်ကောင်က JE ကိုတွေးဆုံရင်ပြောပေမဲ့ JE ကလက်မခံခဲ့ပါဘူး။ ဒါဝါဘော်ဒတ်မှာစောင့်နေတဲ့တိုးကိုကလည်းဒါခောက်ကောင်ရဲ့အကြံလေးကိုသိရှိပြီးရဲအီမရောက်သေးခင်တူတူရောက်တဲ့တက်လာစေဖို့အတွက်ကြံစီလိုက်ပါတယ်။ဒါခောက်ကောင်အပေါ်တက်လာချိန်မှာတော့တိုးကိုကလည်းတေချာပြင်ဆင်ထားပြီးစောင့်နေခဲ့ပါတယ်။တိုးကိုကတော့ဒါခောက်ကောင်နဲ့အရင်တိုက်ခိုက်လိုက်ပြီးတပည့်ဖြစ်ခဲ့ရတဲ့ဒါခောက်ကောင်ကိုအလျှော်ပေးနှစ်ယောက်တစ်ယောက်ချရမယ်။နေသားကိုရှောင်းကတယောက်ချင်းချဖို့တွေးထူပါတယ်။အဲတော့ဂျဲရောက်လာတဲ့ခါမှာတော့တိုးကိုကအတင်းဝင်တိုက်ခိုက်ပါရယ်။ဒါပေမဲ့လေဒါခောက်ကောင်ကဒါအစီနိုင်ခဲ့တာကြောင့်တက်တာတော့ခဲ့ပါတယ်။ ဂျေကတော့သူ့ကိုကူညီတဲ့အပေါ်ဓာခုတ်ကောင်ကိုကျေးဇူးမတင်ပဲအချင်းချင်းပြန်လဲတိုက်ခိုက်ရင်တိုက်ပွဲကသုံးပွင့်ဆိုင်ဖြစ်နေခဲ့ပါတယ်။ဓာခုတ်ကောင်ကတော့ဂျေကြီးကိုမတိုက်ခိုက်ပဲဒို့ကိုကိုသာတိုက်ခိုက်နေပါတယ်။ဒါပေမဲ့လည်းဒို့ကိုကအရန်တော်ရမှုဂျေကြီးကလုံးဝမနိုင်ပါဘူး။တချို့မှာတော့ဒုကိုရဲ့တိုက်ခွက်ကိုဓာခုတ်ကောင်ကခုခံနေနှစ်ယောက်သတိမထားမိလိုက်ခင်မှာဂျေကြီးကဒုကိုကိုဓာနဲ့ထိုးလိုက်ပါတယ်။အဲဒီချိန်မှာပဲဓာခုတ်ကောင်တို့နှစ်ဦးနဲ့အသာရခဲ့ပြီးဓာခုတ်ကောင်ကအဆက်မပြတ်တိုက်ခိုက်ပါတယ်။ အဆုံးသတ်မှာတော့ဂျေယူကဒိုးကိုရင်ဘတ်မှာစိုက်နေတဲ့သူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးအဆုံးသတ်ပေးလိုက်ပါရင်ဒီလိုနဲ့ပဲနောက်ပိုင်းမှာတော့ဂျေယူလည်း MK ကိုစိုးမိုးရလာခဲ့ရင်သူတို့ကိုချောက်ကန်နေတဲ့ဘက်ဂျမင်ဂျိုကိုဓာတ်ခုတ်ကောင်စီအလုပ်အကအဆုံးသတ်ပေးဖို့တောင်းဆိုရင်ဇလန်လေးကပေးဆုံးသွားပါတယ်။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။